တပညုတဖရာကိုတဲ့ဗုဒ္ဓလို့ခေါ်တယ်เนาะတပညုတဖရာကိုဗုဒ္ဓလို့ခေါ်တယ်တခြားတခြားသူတို့ဘာသာတွေမှာလည်းဖရာရှိတယ်ဗုဒ္ဓဆိုတဲ့ဝေါ်ဟာရခေါ်လို့မရဘူးเนาะတခြားဖရာတွေကိုသူတို့ခေါ်ကြတယ် God လို့ခေါ်ကြတယ်သူတို့ကဖန်ဆင်းရှင်တွေနဲ့ God ခေါ်တာဥစ္စာတို့ဗုဒ္ဓက God မဟုတ်ဘူးလေပိုပိုင်းနာမည်ရှိတယ်ဗုဒ္ဓဆိုတဲ့ဝေါ်ဟာရ ဒါကြောင့်ယနေ့ခေတ်တကဘာလုံးကလည်းဦးဇင်းတို့မြတ်စွာဘုရားကိုဗုဒ္ဓဗုဒ္ဓလို့ပဲခေါ်ကြတာပဲနိဗုဒ္ဓလို့ပြောရင်ယနေ့ခေတ်တကဘာလုံးကနားလဲတယ်အဲ့တော့တပိညုဘုရားကိုဗုဒ္ဓလို့ခေါ်တယ်ဒါဦးဇင်းတို့မြတ်စွာဘုရားကကိုပိုင်းနားမယ်ပဲအဲ့ဒီမြတ်စွာဘုရားရှင် ဟောကြားတော်မူတဲ့တရားဓမ္မတွေကိုဘာသာလို့ခေါ်တယ်ဘာသာဆိုတာကပါဠိစကားသာဖြစ်တယ်မြန်မာစကားမဟုတ် ဘာသာဆိုတာမြန်မာလိုပြောရင်စကားလို့အဓိပ္ပာယ်ရတယ်အဲ့တော့ဗုဒ္ဓဘာသာဆိုတော့ဘုရားစကားပေါ့အဲ့တော့ဘုရားရှင်ဟောကြားတဲ့ဒီပိဋကတ်သုံးပုံတရားတွေဟာဗုဒ္ဓဘာသာဘုရားစကားဖြစ်တယ်ဗုဒ္ဓဘာသာဝင်ဆိုတာကအဲ့ဒီဘုရားစကားကိုယုံကြည်လိုက်နာကျင့်သုံးသူလို့အဓိပ္ပာယ်ရတယ်နော်ဘုရားရဲ့အဆုံးအမစကားတွေကိုယုံကြည်လိုက်နာကျင့်သုံးသူကိုဗုဒ္ဓဘာသာဝင်လို့ခေါ်တယ် ဆရာကြီးကအဲ့လိုဗုဒ္ဓရယ်ဗုဒ္ဓဘာသာရယ်ဗုဒ္ဓဘာသာဝင်ရယ်သုံးမျိုးကို ခွဲပြီးတော့ရှင်းပြတယ်ဆိုတော့အဲ့ဒီမှာဦးဇင်းတို့တတိပြုစီရန်ကဆရာကြီးကဘာမင်းတယ်လဲဆိုတော့ဗုဒ္ဓဘာသာတူဖြစ်ဖို့အတွက်ဘာလိုတယ်လဲအဲ့တော့ဆရာကြီးမိန်တာကဗုဒ္ဓဘာသာမဖြစ်သေးတဲ့သူတယောက်တို့မဟုတ်ဗုဒ္ဓဘာသာ ဖြစ်ပေးသူတယောက်မိမိ မယိုးဖန်လာအနေနဲ့မိဘတွေကဘိုးဘွားတွေကဗုဒ္ဓဘာသာဖြစ်လို့မိမိလည်းပဲအလိုလိုဗုဒ္ဓဘာသာ ဖြစ်နေတာမယိုးဖန်လာဗုဒ္ဓဘာသာအဲ့တော့ဗုဒ္ဓဘာသာမဖြစ်သေးသူပဲဖြစ်ဖြစ်ဖြစ်ပေးသူပဲဖြစ်ဖြစ်တဲ့စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ဖို့အတွက်ဘာလိုတယ်လဲလို့မေးရင်နံပါတ်1ကဖယားတရားတန်ခါအကြောင်းကိုဂါဂနာနာလေ့လာရမယ်တဲ့မဖြစ်သေးသူလည်း လေလာရမယ်ဖြစ်ပြီးသူလည်းလေလာရမယ်တချို့ကငါဗုဒ္ဓဘာသာပဲလေဆိုပြီးတော့နော်ဘုရားတရားတန်ခါကိုခခနာနာလေလာထားခြင်းမရှိဘူးမရှိတော့အမိခံအဆင့်မှာပဲရက်နေတယ်တကယ်ဗုဒ္ဓဘာသာဝင်မဖြစ်သေးဘူးဒါကြောင့်ရှင်တော်ကြီးကတကယ်ဗုဒ္ဓဘာသာဝင်ဖြစ်အောင်အတွက်နံပါတ်1ဖျားတရားတန်ခါအကြောင်းကိုတည်တည်ချာချာသိအောင်လေလာပါ နောက်နံပါတ်2ကလေးလာပြီးပြီဆိုရင်ကိုကိုကိုမေခွန်းထုတ်ပါတဲ့ငါဖရာတရားတန်ကောတကယ်ယုံရဲ့လားဟိုလူပြောသူပြောနဲ့ယုံကြည်နေတာမျိုးမဟုတ်ဘူးကိုတိုင်းသဘောပေါက်နားလဲအောင်လေးလာပြီးမှကိုကိုကိုမေခွန်းထုတ်ခိုင်းတာကဲဖရာเจ้าဝင်တော့ငါလေးလာပြီးပြီတရားเจ้าတွေလေးလာပြီးပြီတန်ကအเจ้าကိုလေးလာပြီးပြီငါတကယ်ယုံလားဖရာကိုတကယ်ယုံလားတရားကိုတကယ်ယုံလားတန်ကောငါတကယ်ကြည်ညိုလို့လား ကိုကိုနံပါတ်1မိကုံမိပါတဲ့နံပါတ်3အနေနဲ့ကဖယားတရားတန်ခါကိုယုံကြည်ပါတယ်လို့အဖြေထွက်တယ်ဆိုရင်တော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃတရဏံကိစ္ဆာမိစောက်တည်ပါအဲ့ဒါမှတကယ်ဗုဒ္ဓဘာသာဝင် ဖြစ်မှာပါဥစ္စနတော်တက္ကမတွေလည်းပဲဆယ်တော်ကြီးမိန့်တယ်လို့နံပါတ်1ဒေသနာတော်မှအကြောင်းကိုခါကနနာတိအောင်လေ့လာစေခြင်းပါတယ် ပြင်နံပါတ်2ကိုကိုမေးခွန်းထုတ်ပါငါတကယ်ယုံရလားတကယ်ယုံလို့လားမေးကြည့်ပါတကယ်ယုံတယ်ဆိုလို့ရှိရင်တော့တဏ္ဍကုံ၃ပါးကိုခံယူစောက်တည်မယ်ဆိုရင်တော့ဗုဒ္ဓဘာသာဝင်ဖြစ်ပါပြီမယုံသေးဘူးဘုရားတရားတန်ခါအကြောင်းကိုတော့လေ့လာပြီးပြီမယုံဘူးဘုရားပေါ်မှာမယုံနိုင်သေးဘူးတရားကိုမယုံနိုင်သေးဘူးတန်ခါကိုမယုံနိုင်သေးဘူးဆိုရင်ဗုဒ္ဓဘာသာဝင်ပါလို့အမိခံထားပေမဲ့ဗုဒ္ဓဘာသာဝင်မဖြစ်သေးပါဘူးတဲ့တော့ဒီတချို့ လူငယ်တွေအဲ့ဒါမျိုးတွေကြုံရတတ်တယ်။အမေဖေတွေကဗျာတရားတန်ခါကိုကိုးကွယ်လို့ကိုယ်ကလိုက်ကိုးကွယ်တာ။ကြည်ညိုလို့မဟုတ်ဘူး။သိလို့လည်းမဟုတ်ဘူး။နော်အဲ့တော့ဗျာတရားတန်ခါပေါ်မှာတန်တရားတွေဝင်နေတာဝိစီကိစ္စတွေဖြစ်နေတယ်။အဲ့လိုဆိုလို့ရှိရင်ဗုဒ္ဓဘာသာဝင်မဖြစ်နိုင်သေးဘူးပေါ့။ဒါကြောင့်ကျွန်တော်တမျိုးမာကန်လုံးရှိတော့ဘုရားကြီးကဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ဖို့အတွက်အချက်၃ချက်လေးပေးထားပါတယ်နော်။တစ်ကကာကနနာတိအောင်လေ့လာပါ။ နှစ်ကယုံတလားမယုံတလားမေးပါသုံးယုံကြည်တယ်ဆိုလို့ချင်းတဏ္ဍဂုံသုံးပါကိုစောင့်တည်ပါအဲ့လိုဆိုလို့ချင်းတော့တကယ်ဗုဒ္ဓဘာသာဝင်ဖြစ်ပြီ